thank uh you -huh. မင်္ဂလာပါရှင်ခေတ္တ news သတင်းဌာနရဲ့ထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်။ DJ အကောင်ဆောင်ဗိုလ်မှူးကြီးစောချစ်သူဦးစီးထိန်ချုပ်လုပ်ကိုင်နေသော KK Pat ကိုစစ်တပ်ကဝန်ရောက်စီးနေပြီးလူပေါင်း2200အနီးပါးကိုဖမ်းဆီးဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်တပ်လောက်က DJ အကောင်ဆောင်ဗိုလ်မှူးကြီးစောချစ်သူဦးစီးထိန်ချုပ်လုပ်ကိုင်နေတဲ့ KK Pat ကိုစစ်တပ်ကဝန်ရောက်စီးနေပြီးလူပေါင်း2200အနီးပါးကိုဖမ်းဆီးရရှိကြောင်းအကြမ်းဖက်စစ်တပ်ကသတင်းထုတ်ပြန်ပါတယ်။စစ်တပ်ကမြောက်ရီမြို့နယ်တွင်ရှိ KK Pat ကို နေခဲ့ရာစောင့်လုပ်ပြီးအဆောက်အုံတစ်ထပ်တိုက်၁၀လုံးနှစ်ထပ်တိုက်အလုံး၁၀၀၄တပ်တိုက်အလုံး၂၀၅တပ်တိုက်နှလုံးတစ်ထပ်တိုက်ဈေးဆိုင်ကန်အလုံး၂၀နှစ်ထပ်တိုက်ဈေးဆိုင်ကန်အလုံး၃၀တစ်ထပ်တိုက်၉၅လုံးနှစ်ထပ်တိုက်၉အလုံး၂၀၄တပ်တိုက်၉၁၀လုံးစောင့်လုပ်စဲနှစ်ထပ်တိုက်၂၀တလုံးသုံးထပ်တိုက်၁၀လုံး၄တပ်တိုက်၅လုံး ငါးနဲ့တိုက်ငါးလုံးနဲ့တထက်တိုက်စေပေကန်နှခမ်းတို့တွေ့ရှိခဲ့သောစတာလင်ဆလောင်းအစုံ30နဲ့ဆက်ဆက်ပစ္စည်းများသိမ်းဆည်းရမိခဲ့ပြီးအလုတ္တမအမျိုးသား1645ဦးအမျိုးသမီး455ဦးလုံခြုံရေးအမျိုးသား68ဦးစုစုပေါင်း2198ဦးတွေ့ရှိခဲ့ကြောင်းသိရပါသည် ကေကေပတ်ကတမဟာချောင်းနေမြေထဲမှာဆိုပေမဲ့ BGF ကထိန်ချုပ်လုပ်ကိုင်နေတာပါကေကေပတ်ရဲ့လုံခြုံရေးကိုယူထားတာက BGF ကဗိုလ်မှူးကြီးစောချစ်သူလောက်ကနိုင်မောင်စော်တို့အဖွဲ့ကတာဝန်ယူထားတာ KNU အရင်လူကြီးတချို့ပါတာရှိပေမဲ့ KNU ကတော့ပတ်သက်မှုမရှိဘူးကေကေပတ်တစ်ခုလုံးက BGF ခြေ BGF လက်တွေကြီးပဲနောက်ပြီးဘာပြစ်ခတ်မှုမှမရှိဘဲဝင်စည်းတယ်ဆိုတာက BGF နဲ့စစ်တမ်းနဲ့ရုပ်ရှင်ရိုက်ပြတာမျိုးလို့ပြောလို့ရတယ်ဟုကရင်စည်ရေးသတင်းရှင်မြစ်ကပြောပါရယ်ကေကေပတ်ဝင်တွေမှာအစအို များဆောက်လုပ်ထားမှုမြေပိုင်ဆိုင်မှုများနဲ့ပတ်သက်ပြီးတရားဝင်ခွင့်ပြုမိတ်မြေပိုင်ဆိုင်ခွင့်ထောက်ထားဟိုတယ်နှင့်ခီးသွားလာရေးဆောက်လုပ်ခွင့်ခွင့်ပြုမိတ်တရားဝင်ဆောင်ရွက်စတဲ့များစစ်ဆေးတွေ့ရှိခြင်းမရှိသည့်အပြင်သက်ဆိုင်ရာတာဝန်ရှိသူများကိုစင့်ခေါ်ရာတွင်လည်းလာရောက်ခဲ့ခြင်းမရှိသည့်အပြင်လိုအပ်သောအရေးယူမှုများဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းစစ်တပ်က၄ကီကောမျိုးတရားတိုက်ခိုက်သိမ်းပိုက်ရာအော်တိုဘာ9ရက်မှာပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးထို့သောတိုက်ခိုက်စဉ် KK ဘတ်ကိုလည်းတပြိုင်တည်းဝင်ရောက်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းတရင်ထုတ်ပြန်ပါရယ်လက်ရှိ KK ပတ်ထွန်းနဲ့ကေကေပတ်တို့ဟုပြောင်းလဲဖွဲ့စည်းထား ပြောင်းလဲဖွဲ့စည်းထားတဲ့အဆိုပါ KK Bat ငွေလိန်ချန်ဝင်းရဲ့မြင်းနေရာကိုတရုတ်ကြားဖြန့်ရာဇဝကိုင်းများကမြန်မာစစ်အုပ်စုကုကဲမှုအောက်ရှိကရင်နေကြားဆောင်တပ်ဖွဲ့ထံမှငှားရမ်းခဲ့ခြင်းဖြစ်ပါတယ် KK Bat တည်ဆောက်ရေးလုပ်ငန်းများကို2020ခုနှစ်မှာစတင်ခဲ့တော်လဲ2021အာနာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်းမှာသာအလုံးရင်းနဲ့တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး2024ခုနှစ်ဖေဖော်ဝါရီလမှဒီဇင်ဘာလ10လအတွင်းအစအဦးသစ်အလုံးပေါင်း20ကျော်ဆောက်လုပ်ပြီးစီးခဲ့ကြောင်းဂျိုရုတပ်ပုံများမှတစင်မြင်တွေ့ခဲ့တယ်လို့ Justice for မြန်မာ မကတရင်ထုတ်ပြန်ပါတယ် အွန်လိုင်းငွေလိမ်ကိုင်းသို့မဟုတ်ကြားပြတ်လုပ်ငန်းများသည်မြန်မာစစ်တပ်ရာဇဝတ်ဆင်ပွားလုပ်ငန်းကွန်ရက်ကြီးရဲ့ဗဟိုချက်မှတရှိနေခြင်းဖြစ်ပြီးစစ်တပ်သည်ကရင်နေကြဆောင်တဲ့ BGF ကိုလက်တက်မွေးကအဆိုပါလုပ်ငန်းများကိုထိန်းချုပ်စေခြင်းဖြစ်သောကြောင့်မြန်မာစစ်တပ်နှင့်ပြည်သူစစ်များတန်းစီစင်းနေသောဘန်နာငွေဆက်လက်နဲ့လင်းစီခြင်းမြေအလုံးဖြတ်တောက်ပြီး၎င်းတို့ကျူးလွန်သောနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုလုပ်ငန်းများအတွက်ရာဇဝတ်ကြောင်းရရေးယူတာဝန်ခံစေရသလျင်အဆိုပါစိုက်ပါငွေလိမ်လုပ်ငန်းများကိုအမှန်တကယ်တိုက်ဖြတ်နိုင်မည်ဖြစ်ကြောင်း Justice for Myanmar ကဆိုပါတယ်အွန်လိုင်းငွေလိမ်ကိုင်းသို့မဟုတ်ကြားဖြတ်လုပ်ငန်းများသည်မြန်မာစစ်တပ်၏ရောက်စိုးဆင်ပွားလုပ်ငန်းခွင်ရကြီးရဲ့ဗဟုသုတမှတရှိနေခြင်းဖြစ်ပြီး အမေရိကန်ခြေဆိုင် USIB ကကရင်ပြည်နယ်မှာရှမ်းပြည်နယ်မြောက်ပိုင်းမှာကြားဖြန့်ကိုင်းအရှိန်ဟုန်ပြင်ရောက်ရှိနေပြီးအမေရိကန်ကိုပြစ်မှတ်ထားလာကြောင်း BGM ဗိုလ်မှူးကြီးစောချစ်သူဗိုလ်မှူးတင်ဝင်းနဲ့မုတ်တုံတို့ကြားဖြန့်လုပ်ငန်းမှာပါဝင်ပတ်သက်နေကြောင်းအမေရိကန်ဒေါ်လာ192တန်အမြတ်ဆုံးနှစ်ဆင်ရနေကြောင်းထိုင်းအမေရိကန်တို့ပါဝင်အိန္ဒိယနိုင်ငံများပါဝင်သောအရေးယူဆောင်ရွက်ရေးဖွဲ့ဖွဲ့စည်းထားရန်အကြံပြုထားကြောင်းသိရှိရပါသည် အွန်လိုင်းငွေလိမ်ကိုင်းသို့မဟုတ်ကြားဖြတ်လုပ်ငန်းများသည်မြန်မာစစ်တပ်၏ရာဇဝတ်ဆင်ပွားလုပ်ငန်းကွန်ရက်ကြီးပဟိုချက်တွင်တရှိနေခြင်းဖြစ်ပြီးစစ်တပ်သည်ကရင်နေကြားဆောင်တပ်ဖွဲ့ BGF ကိုလက်တံမွေကအဆိုပါလုပ်ငန်းများကိုထိန်းချောင်းစေခြင်းဖြစ်သောကြောင့်မြန်မာစစ်တပ်နှင့်ပြည်သူ့စစ်များထံစီးဆင်းနေသောဘန်နာငွေစစ်လက်နက်နှင့်လေရင်စီခြင်းမြေအလုံးဖြတ်တောက်ပြီး၎င်းတို့ကျူးလွန်သောနိုင်ငံဖြတ်ကျော်ရာဇဝတ်လုပ်ငန်းများအတွက်ရာဇဝတ်အကြောင်းအရအင်းယူတာဝန်ခံစေရေးဒေသလျင်အဆိုပါစိုက်ပါငွေလိမ်လုပ်ငန်းများကိုအမှန်တကယ်တိုက်ဖြတ်နိုင်မည်ဖြစ်ကြောင်း Justice for န်မာကထုတ်ပြန်ခဲ့ပါတယ်။ American အခြေစိုက် USDP က USIB ကကရင်ပြည်နယ်တွင်ရှမ်းပြည်မြောက်ပိုင်းမှာကြားဖြန့်ကိုင်းများအရှိန်အဟုန်ဖြင့်ရောက်ရှိနေပြီး American ကိုပြစ်မှတ်ထားလာကြောင်း BGM ဗိုလ်မှူးကြီးစောချစ်သူဗိုလ်မှူးတင်ဝင်းနဲ့မုတ်တုံတို့ကြားဖြန့်လုပ်ငန်းများတွင်ပါဝင်ပတ်သက်နေကြောင်း American ဒေါ်လာ192တန်းအမြင့်ဆုံး20ရာနေကြောင်း Thai American တို့ပါဝင်အင်းကြီးနိုင်ငံများပါဝင်သောအရေးယူဆောင်ရွက်ရေးအဖွဲ့ဖွဲ့စည်းရေးအကြံပြုထားပါသည်။ ညောင်ရီမျိုးနယ်တွင်အွန်လိုင်းကြားဖြတ်များအခြေစိုက်သည့်ရွှေကုတ်ကိုမျိုးတည်စီမံကိန်း၊ရထိုင်မျိုးတည်စီမံကိန်း၊ဒေါင်းမေဥယင်စီမံကိန်း၊အပိုလိုဘတ်၊ဂျင်စင်ဘတ်၊ KK ဘတ်၊ရှူလောင်းဘေဘတ်၊ညောင်ရီမျိုးတည်စတဲ့စီမံကိန်းများစွာကို BGF ကဦးဆောင်၍တရုတ်စီးပွားရေးသမားများပြည်ပဒုစရိုက်ဂိုင်းများနဲ့တို့တွဲဖက်အကောင့်ထဲပို့နေခြင်းဖြစ်ပါသည်။ မြန်မာစစ်တပ်နဲ့ပူးပေါင်းထားတဲ့ကရင် BGF ဖွဲ့ကကရင်ပြည်နယ်ထဲမှာမြောက်ရီအပါဝင်နေမြေချို့ကိုထိန်းချုပ်ထားကြောင်း BGF ပါဝင်ပတ်သက်နေသောတရားမဝင်ကာစီနိုလောင်းကစားရုံများအွန်လိုင်းလေလံမှုရာဇုတ်ကွန်ရက်များကြောင်းကမ္ဘာတဝန်းမှလူပေါင်းများစွာလူကုန်ကူးခံရပြီး၎င်းတို့သည်ရာဇုတ်မှုများကျူးလွန်ရန်အတင်းကျပ်ခိုက်စေခံရခြင်းနှိပ်စက်ခံရခြင်းရှိနေသည့်အပြင်အမျက်ထုတ်ခံရသည့်အလုပ်သမားများနှင့်စိုက်ပါလိမ်လည်မှုစခန်းများအားလည်းပတ်နေကြောင်းသိရပါသည်။ဗိုလ်မှူးကြီးစောချစ်သူဦးဆောင်သော BGF အတွက်အကြီးမားဆုံးအမျက်ငွေမှ ှာတရုတ်ရာဇဝကိုင်းများကြောရောင်းနော့ကန်ပြုထားသောအွန်လိုင်းကာစီနိုနှင့်အွန်လိုင်းကြားဖြတ်လုပ်ငန်းများမှဖြစ်ကြောင်း BGS တိမ်းချုပ်ထားသောအွန်လိုင်းရာဇဝကိုင်းများကနှစ်စဉ်အမေရိကန်ဒေါ်လာ3.8ဘီလီယံရရှိနေပြီး BGS ကအမေရိကန်ဒေါ်လာတန်း900ကျော်ရရှိနိုင်ကြောင်း USIB ကသတင်းထုတ်ပြန်ခဲ့ပါသည်။ရှမ်းပြည်နယ်မြောက်ပိုင်းတွင်တရုတ်၏နှိမ်နင်းမှုများကြောင်းအွန်လိုင်းငွေလိမ်လည်ကိုင်းများကြားဖြတ်သည့်ကရင်ပြည်နယ်သို့ရွှေ့ပြောင်းနေပြီးစစ်တပ်လောက်ကနေကြောင်းဆောင်တဲ့ BGS ကောင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူမုတ်တုံတင်ဝင်းဆိုင်ကျော်လာ ရောဂျာခင်တို့ကအကြီးကပါဝင်ပတ်သက်နေသူများအဖြစ် American USIB ကအစည်းအကမ်းဖော်ပြခဲ့ပါတယ်။ KNA အတွင်ပြောင်း BGA ရဲ့အကြီးကကောင်းဆောင်ပုဂ္ဂိုလ်အုံဖြစ်တဲ့ဗိုလ်မှူးကြီးစောချစ်သူဗိုလ်မှူးမုတ်တုံနဲ့ဗိုလ်မှူးတင်ဝင်တို့ကတရုတ် online ငွေလိမ်ခိုင်းများကိုလက်ခံရာတွင်အကြီးကပါဝင်သူများဖြစ်ကြောင်းဗိုလ်မှူးတင်ဝင်ကတရုတ်ရာဇဝတ်ခိုင်းများအတွက်တိုင်းနိုင်ငံမှာလျှက်စင်ပြီးနေ internet line ရရှိစေရေးဆောင်ရွက်ပေးကြောင်း စောင့်ချစ်သူနဲ့တူဘုံမှုတင်ဝင်ကတရုတ်ငွေလင်းကိုင်းများမှအကျိုးမြတ်များနဲ့ထောက်ပို့မှုများကိုစူးစီးရယူကြောင်းသိရှိရပါတယ်။ကရင်ပြည်နယ်ရှိအွန်လိုင်းငွေလင်းလဲကိုင်းအများစုဟာစောင့်ချစ်သူ၏နေကြောင်းဆောင်တပ်ဖွဲ့ထိန်းချုပ်နေမည်များတွင်လက်ပတ်နေပြီးယခုအခါ BGF ကို KNA ဖြင့်နမည်ပြောင်းထားကြောင်းတပ်ဖွဲ့ဝင်အား8000ကျော်ဖြင့်အင်အားကောင်းသော BGF KNA ကို KNU နှင့်စစ်တပ်ကပါတိုက်ရိုက်ပရိပခပြပွားရန်စံနာမရှိကြောင်း USIB ကဆိုကြောင်းသိရပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်တရင်ကတော့လုံခြုံရေးနဲ့အုပ်ချုပ်ရေးအမြင့်ရှိသူဒုတာဝန်ရေတုံမှစောင့်ထိန်သူများကိုလွတ်တော်ကိုယ်စားလှယ်များဖြင့်မဲပေးရွေးချယ်ကြရေးမင်းအောင်လိုင်ကလိုင်လံစီယုံရေးစင်းနေဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။အကျံဖက်မေအောင်လိုက်ကယခုလာမယ့်ဒီဇင်ဘာလ28ရက်နေ့ကျင်းပမည့်ရွေးကောက်ပွဲများတွင်လုံခြုံရေးနှင့်အုပ်ချုပ်ရေးအမြင့်ရှိသူဒေါက်တာဝေါ်ရေတုံမှစောင့်ထိန်သူများကိုလွှတ်တော်ကိုယ်စားလှယ်ဖြင့်မဲပေးရွေးချယ်ကြရေးလိုက်လံစည်းရုံးလျက်ရှိကြောင်းသိရပါသည် ယမန်နေ့အောက်တိုဘာ19ရက်ပသိမ်မြို့တွင်ယမီရဖဆိုသူများနှင့်တွေ့ဆုံရာတွင်အကျန်းဖက်မင်းအောင်လိုင်ကထိုးထိုးလိုက်လံစည်းရုံးနေခြင်းဖြစ်ပါသည်။အကျန်းဖက်မင်းအောင်လိုင်ကပြည်သူများအနေဖြင့်ရွေးကောက်ပွဲတွင်မဲပေးရာမှကိုယ်စားလှယ်များသည့်ဒုတာဝေါ်ရေးသုံးပါးကိုအလေးထားဆောင်ထိန်သူနိုင်ငံရေးမြင်လုံးကျုံရေးမြင်စီးပွားရေးမြင်နှင့်အုပ်ချုပ်ရေးအမြင်ရှိသူများဖြစ်ရန်လိုအပ်ပြီးအမန်တကယ်တိုင်းပြည်နယ်ဒေသအချို့တွင်ဆောင်ရွက်နိုင်သည့်သူများဖြစ်ရန်လိုအပ်ကြောင်းမင်းအောင်လိုင်ကဆိုပါသည်။ထို့အပြင်အကြောင်းမျိုးမျိုးကြောင့်ရွေးကောက်ပွဲမကျင်းပနိုင်သောမြို့နယ်များတွင် င်းကြားပြတ်ရွေးကောက်ပွဲကျင်းပပြီးသွားပြီဖြစ်ကြောင်းရွေးကောက်ပွဲကိုမဲမတမမှုမပြုလုပ်နိုင်ရန်အီလက်ထရောနစ်မဲပေးဆက်ဖြင့်မဲပေးနိုင်ရေးပြင်ဆင်ထားကြောင်းမင်းအောင်လိုင်ကဆိုပါရီစစ်တပ်ကပြုလုပ်မည့်ရွေးကောက်ပွဲမှာနိုင်ငံအတွက်အရေးကြီးသဖြင့်ရွေးကောက်ပွဲအောင်မြင်စေရန်အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်းမင်းအောင်လိုင်ကလိုက်လံစည်းရုံးလျက်ရှိကြောင်းသိရှိရပါသည်